အဝုဒ္ဓဓမ္မရာဇိနာမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲနောက်ပိုင်းဝါနစ်စေနောက်ပိုင်းမှဆိုရင်စင်စင်မြတ်ပြန်ခြေတော်ကြောင့်မှဝါဆိုခဲ့တာ25ပါးနော်25ပါးတခြားကြောင်းတွေမှာအဲ့လိုအကြာကြီးဝါဆိုတာမရှိဘူးခြေတော်ကြောင်းမှ25ပါးစင်စင်မြတ်ပြန်ဝါရင်းကလာမှသရင်သုံးနေတယ် အဲ့ဒါကြောင့်အာဝုထံဓမ္မရတနမြတ်စွာဘုရားမြဲတဲ့င်းသုံးတာဖြစ်ခဲ့တယ်။ဟောအဲ့ဒီလိုဖျားတဲ့င်းသုံးတဲ့နေရာကြီးအဖြစ်ရှားရှိသွားတာဟာသူ့ဘုရားပိဋိသင်္ဇာနနာမမှာသူ့ဘုရားတသက်တာလုံးမှာပိဋိဖြစ်အောင်မှာလို့နာရဝင်တည်းကြီးကိုယ်တိုင်ဘုရားနတ်ဘုရားရောက်သွားတဲ့အခါမှာလည်းဒီစကားပဲလာလျှောက်တာ နော်အမြဲတမ်းသူဥရန်ကျုတဲ့စကားသူဘယ်ဝမ်းသာကျင့်လို့မဖြစ်ရလဲတော့ဖဲကုသပဲဖြစ်ပြီးကိုယ်ရင်နဲ့နှလုံးထဲမှာရှောက်ရှိသွားပြီးတော့ကျင့်နှုတ်ဝယ်ရဖြစ်နေတာဝမ်းသာကျင့်နှုတ်เสียပဲအဲ့တော့အဲ့တော့လေးနဲ့တင်ဝမ်းသာကျင့်နှုတ်ရမှာလားရှေ့ဆက်ပြီးတော့မလုပ်သင့်သေးတော့ဆိုအနာရိတ္ထေကြီးကဆက်ပြီးပြောသွားတာလေးရှိတယ် ကမ္မဝိသသတမောသတိလံစီဝိတမုဒ္ဓမဣတိနမစ္ဆာတုတ်တံတိပု္ပံတိနခုတ်တေနတနေနဝါအဲ့ဒါလေးလေကျောင်းကကျောင်းမလေးစိတ်ထဲမှာဆွဲထားဖို့လိုအပ်တယ်ပေါ့နော်အစာဟုတ်ကြီးဆောက်လုပ်လိုက်တဲ့ကုသိုလ်ကတော့ပြတ်ကောင်းတယ်ဝန္တာပိတိဖြစ်เสียကြီးပဲသာပေမဲ့လို့ ထီးတဲ့ကောင်းတာမရှိဘူးလားဆိုတာထီးတဲ့ကောင်းတာရှိနေသေးတယ်။အဲ့တော့ဒီတဲ့ကောင်းတာကိုလည်းပဲလက်မလွတ်အောင်ထီးတဲ့ကောင်းတာကိုအယုံစုတိုက်ဖို့လိုအပ်တယ်။အနာရမင်းတည်းကြီးကအပြောသွားတယ်ထင်ပြန်။ကမ္မံသူ့ရဲ့ယဉ်နဲ့နှလုံးထဲမှာဖြစ်လာတဲ့မဂ္ဂင်၈ပါးနဲ့ရှင်နဲ့ ို့မဟုတ်မကုသိုလ်နဲ့ရှင်တဲ့စေရဏသောတပတိမကုသိုလ်နဲ့ရှင်တဲ့စေရဏစွာအာဒီစေရဏစွာအာဟာလည်းပဲဥဒ္ဓမတ္တမှုရှိခုနကတဏ္ဍကုသိုလ်စွာအာဖြင့်သောတပတိမနဲ့ရှင်တွဲပြီးတော့ဖြစ်လာတဲ့စေရဏစွာအာလည်းသူမှရထားပြီဝိဇ္ဇာသဓမ္မောသတိလံစီဝိတဗုဒ္ဓမံ ชีวิตตีลันชีวิตะพุทธมันบวชมาอัตถชินหมู่ด้วยอกองซงก็อกองซงอัตถชินหมู่ဖြစ်ဖို့ပါလို့ရမလဲဆိုตีละကိုကျင်းตีละရှိရမယ်ကိုကျင်းตีละဆိုတာตัมมวาสาตัมมังกัมมันตะตัมมาสิวะအပြည့်ရှိတဲ့အပြောမျိုးတွေရှောင်ရမယ်အပြည့်ရှိတဲ့အလုပ်မျိုးတွေကိုရှောင်ရမယ်အသက်ဘဝဉာဏ်ပြည့်ပြည့်တဲ့အခါမှာ သိပြည့်ရှိတဲ့အသက်ဘဝကြောင့်မျိုးမလို့ရဘူး။ဒါဆိုလို့လေဒါကသီလတမဝါစာတမကမ္မန္တတမအာရှိဝါဆိုကိုဘဝမှာဘာနဲ့ယက်တိရမလဲ။အကောင်းဆုံးချက်ရောယက်တိမှုကသီလပဲဖြစ်တယ်။သီလဆိုတာတခြားမဟုတ်ဘူးစီကံထားတာ။စကားပြောရင်တို့ဟာဒါဒီလိုဒီလိုစကားပြောတွေမပြောဘူး။ဆိုတော့လိန်နဲ့စကားမျိုးမပြောဘူး။တွေးခွဲတဲ့စကားမျိုးမပြောဘူး။ ဆဲတဲ့စကားမျိုးမပြောဘူးအကျိုးမဲ့တဲ့စကားမျိုးတွေမပြောဘူးအဲ့ဒါဒီကိုတည်းသီလပဲနောက်တစ်ခုကအလုံးကလည်းပဲသူများကို ထိတိုက်တဲ့အလုံးမျိုးမလုပ်ဘူးသူများသက်သက်ချင်းသူများဆောက်ခိုးခြင်းသူတော်ဘာသမယပြစ်မှားခြင်းဆိုတဲ့ကာတုစရိုက်သုံးမျိုးရှောင်းတယ်ဆိုလိုတာကာယကံ၃မဟာဝစီကံ၄ပါး ဒီခုနှစ်ပါးကိုကိုယ်တဏ္ဍမှာဒီကောင်းထိမ့်သိမ့်နေကောင်းထိမ့်သိမ့်နေတိုင်မဲ့အသက်မွေးတဲ့အခါမှာလည်းပဲအဲ့ဒီဘောင်တွင်းရနေသက်မွေးတယ်သူများကိုထိကြိုက်အောင်ပြောပြီးအသက်မမွေးဘူးသူများကိုထိကြိုက်အောင်လုပ်ပြီးအသက်မမွေးဘူးလို့ဆိုအဲ့ဒါကိုတိလံစီဝိတ္တမုဒ္ဒမနာရဝင်းတထေကြီးကနတ်ဖြစ်သွားတဲ့အခါမှာဖေဟောက်လောက်ဆောက်တာလောကမှာဘဝမှာ အမြတ်ဆုံးအသက်ရှင်မှုအတွက်ကိုကျင့်သီလဟာအရေးကြီးပါတယ်သူအဲ့လိုလျှောက်တာပြီးဝိဇာသဓမ္မောသာဝိဇာဆိုတာတမဋိဋ္ဌိမင်းကြီးစပါတဲ့ကတမဋိဋ္ဌိဆိုရယ်မင်္ဂန်နဲ့အမြင်အဲ့ဒီမင်္ဂန်နဲ့အမြင်ဆိုတာပါတော့ကံတရားဆိုတာကိုလက်ခံတယ်၊ကံဤကျိုးတရားဆိုတာလက်ခံတယ် ကံဆိုတာရှိတယ်ကံဤအကျိုးတရားဆိုတာရှိတယ်ဆိုတော့ကမ္မတက္ကတာသမတ္တိကုသကံအဥဒကံတို့ရဲ့အကျိုးဆိုတာရှိတယ်တမနလောကဆိုတာရှိတယ်နော်နောက်ဘဝဆိုတာရှိတယ်သိပြီးပြန်မွေးကြအောင်မယ်ဆိုတာဒါတွေလက်ခံတာဟာဒါကမ္မတက္ကတာသမတ္တိတို့ခေါ်တယ်အဲ့ဒီကမ္မတက္ကတာသမတ္တိဆိုတာရှိရမယ် အဲ့ဒါရှိပြီးတဲ့အခါအရာကသိမ့်ဟာဘယ်ဟာမှမမြဲဘူးလို့သိတဲ့ဝိပဿနာသမထေတိလည်းရှိရမယ်။အဲ့ဒါတွေကတန်ဖို့တွေပဲ။ခုနကျောင်းဆောင်လူတွေကုသိုလ်တွေပို့ပြီးတော့တန်ဖို့ကြည့်သွားတယ်သူ။ဓမ္မောစာဆိုတာဘာလို့ပြောတာတုန်းဆိုရင်ကျုပ်ကအထုတ်တဲ့အခါမှာတကယ်ကိုနိဗ္ဗာန်ကိုဥတည်ပြီးတဲ့အလောက်ကိုလောက်တာကျုပ်ကအထုတ်မှု။နိဗ္ဗာန်ကိုထောက်ကူပြုတယ်ဆိုတာ အလူကိုတတ်ဖို့ရှာတာလည်းပဲနိဗ္ဗာန်ကိုထောက်ဖို့ပြုတာပဲကျောပန်းအထုံးမှုဆိုတာအပြစ်ကင်းတဲ့ကျောပန်းအထုံးမှုသည်ဥတိချက်အားလျော်တာဖြစ်တယ်။နော်။ကိုရှာရာဟာသဘောတော့ပစ္စည်းရှာကြတယ်။အဲလိုရှာတဲ့အခါမှာစိတ်ထဲမှာနည်းနည်းထဲလိုက်။ဘာထဲလဲ။အားလို့ရှာလို့ရလာလို့ရှင်လှူမဲ့တမ်းမဲ့ ဒါနကောင်းမှုလုပ်ပဲဆိုအဲ့ဒီလိုထည့်ထားလိုက်လို့ရှိရင်ဒီရှားကြံမှုသည်နိဗ္ဗာန်ကိုဥတည်တဲ့ရှားကြံမှုပဲဖြစ်သွားတယ်။နော်။အခုသုံးဖို့ကြီးမဟုတ်ပဲနဲ့မိဘတွေကိုကျေးမယ်။အင်း။အသမီးတွေကိုချမ်းသာအောင်ထားမယ်။ကိုယ်အိမ်လူသမားတွေချမ်းသာအောင်ထားမယ်။ကိုယ်ဆွေမျိုးတွေကိုကြီးထောက်ပံ့မယ်။ဒါနကောင်းမှုပြုမယ်ဆိုရင်အဲ့ဒီရွယ်ချက်လေးထားလိုက်ရင်သိပ်ပေါ်မြတ်တဲ့ဟာဖြစ်သွားတယ်။အဲ့ဒီတိုင်းစူးစမ်းရင်တမဝါယာမပဲ။ အဲ့ဒီကနေပြီးတော့ဒီပေါ်မှာအာယုံဆိုင်တာကသမတတိထို့အာယုံဆိုင်တဲ့အတိုင်းစိတ်တည်ငြိမ်အောင်နေတာသမတဘာလေးဆိုတော့ပေါင်းလိုက်တဲ့အခါမဂ္ဂင်ရှိပါပဲဒါအတူတူပဲနော်သို့တော့ဒီမဂ္ဂင်ရှိပါဟာစွမ်းအားမပြည့်သေးတဲ့ရှိပိုင်းကမဂ္ဂင်ရှိပါလို့ခေါ်တယ်ပုပ္ပဘာကမဂ္ဂင်လို့ခေါ်တယ်ဒါလည်းသိအရေးကြီးတာရှိပိုင်းကကောင်းမှနောက်ပိုင်းဆိုကောင်းတယ် နောက်ပိုင်းမဲဆင်ရောက်ဖို့သောတာပန်ဖြစ်ဖို့တရားကံဖြစ်ဖို့အခြေခံပဲဒါကြောင့်မို့နာရဝိတ္တိကြီးကကမ္မဝိဆာစဓမ္မောစသိတံစီဝိတမုဒ္ဓမံဆိုတော့မဂ္ဂရှိပါးကိုပြောလိုက်တာပဲဒါအေတိနမစ္ဆာသုစံတိတဲ့အဲ့ဒီမဂ္ဂရှိပါးနဲ့သာလေကိုယ်ရင်နဲ့နှလုံးနဲ့မှရှိတဲ့ကိလေသာအညစ်အကြေးတွေ လူဘဝဟာတန်ရှင်းစေကြနိုင်တာဖြစ်တယ်။စိတ်ရဲ့အညစ်အကြေးတွေကတန်ရှင်းစေကြနိုင်တာဖြစ်တယ်။အဲတော့စိတ်ဖြူစင်တန်ရှင်းမှုဆိုတာအသိရေးကြည့်တာပဲ။စိတ်ဖြူစင်တန်ရှင်းမှဘဝရဲ့အနိဋ္ဌာလည်းဖြူစင်တန်ရှင်းမှာနော်။စိတ်ကမဖြူစင်ဘူးမတန်ရှင်းဘူးဆိုရင်လည်းဘဝလည်းညင်နွမ်းတဲ့ဘဝရောက်တယ်။ညင်နွမ်းတဲ့ဘဝဆိုတာပါတော့ရှင်ရဒုက္ခတွေမြင့်မြင့်ကြုံရတယ်။ အပေဒီဘုံကြရရပါလေအဲ့ဒါညဉ့်နှံတဲ့ဘဝလေးပဲစင်ကြယ်တဲ့ဘဝဆိုတာကုသကံအကျုပ်ပေးပြီးကောင်းမြတ်တဲ့ချမ်းသာဒုက္ခအေးရတာဒါစင်ကြယ်တဲ့ဘဝလို့ခေါ်တယ်အဲ့လိုကြောင့်မို့အေတိနမစ္ဆသုတ်သန္တိတရဝါရီဟာဒီမင်းရှိပါနဲ့ပဲစင်ကြယ်ကြရတယ်မကောင်းတဲ့စိတ်တွေပပျောက်သွားကြတယ်နာခုတ်တေနတဏိနာဝါ မျိုးရိုးကြောင့်ဆင်ကြတာလည်းမရှိဘူးတဲ့ပစ္စည်းဥစ္စာကြောင့်လည်းဆင်ကြတာမဟုတ်ဘူးတဲ့တိတိဟာရိသာကြောင့်ကြောင့်မှဆင်ကြနိုင်တာဖြစ်တယ်လို့ဆိုအဲ့လိုဆိုထားတော့ကျောင်းဆောင်လူရတဲ့အလူတဲ့ပို့ပြီးတော့တမို့ရှိတဲ့မဂ္ဂင်ရှိမအကျင့်တရားကိုယ်ရင်နဲ့ရအောင်လည်းပဲကျိုးစားအထောက်အမှဖြစ်တယ်ပေါ့အဲ့တော့အထုတတိကတော့ဒီမှာအခန္ဓာ၂ရက်ဆိုတော့ ဒီမင်းနဲ့မင်းစီရီတော့ထိတင်ပွဲဆိုတာဒါကတော့အထူးပြောစရာမရှိဘူးလောကမှာအမျက်ဆုံးပုဂ္ဂိုလ်ကိုလူပဲဆိုရင်မျက်ဆုံးလူဖြစ်တာပဲရှေတိဘိခွေဗုဒ္ဓပတ္တနာအခိတိပတ္တနာအခိပတ္တနာနာအကောဝိပါကောဟောတိလောကမှာအကောင်းဆုံးကြီးညိုမှုအကောင်းဆုံးပူဇော်မှုဆိုတာဖယ်မှာဖြစ်တာတော့စဉ် ဗုဒ္ဓပေါ်မှာဖြစ်တယ်အဓိကကလောကမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဟာမြတ်စွာဘုရားပဲအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကိုယေရှုပြီးတော့လှူရတာဘာပဲလှူလူမြင့်စွာမြင့်မြတ်ဆုံးပုဂ္ဂိုလ်ယေရှုလှူတဲ့ဌာနကောင်းမှုသည်မြင့်မြတ်ဆုံးဌာနပဲဖြစ်တယ်နော်အဲ့ဒါကြောင့်မို့အဲ့ဒီကုသိုလ်ကြတော့ဒီဘုရားကိုယေရှုပြီးတော့လှူတဲ့ နတ်တက်ကပုံညာသင်္ခါတုံဣမိထမပိကိနစီလို့သဗ္ဗေကျမ်းကမှဆိုတယ်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဖရာကိုယေရှုပြီးတော့လှူရတဲ့ကုသိုလ်ဟာဖေရေးပေမြအကျိုးရနိုင်တယ်ဆိုတာကိုကန္တတိပြောလို့မရဘူးတဲ့နော်ဒီကုသိုလ်ရဲ့အကျိုးကဘလောက်ဆိုကန္တပြောလို့မရအဲ့တော့ထိတင်တဲ့အခါမှလည်းပဲစိတ်ထဲမှာရှင်စုဥတည်ဖို့လိုတယ် တတော်တကြမြတ်စွာဘုရားရဲ့ဝေရောတတ်တော်တွေငါတို့ဟာဥသောပြီးတော့မျက်စုံကောင်းမှုကိုပြုလုပ်ရတာဖြစ်တော့လောကမှာအကောင်းဆုံးအလူကိုလူရတယ်လို့စိတ်ထဲမှာဝမ်းသာချင်မှုဖြစ်ရမယ်အဲ့တော့ဒီကနေ့လှုပ်တဲ့လှုပ်တဲ့ဟာထိတင်တာကဘုရားနဲ့ပတ်သက်တယ်နော်သိညာဆောက်လို့လှူဒါန်းတာကတန်ခါနဲ့ပတ်သက်တယ်ဖះရနဲ့တန်ခါ တခုနဲ့ပတ်သက်ရင်ကျန်တာတွေပတ်သက်ပြီးသားဖြစ်သွားတယ်။တရားနဲ့ပတ်သက်ပြီးသားဖြစ်သွားတယ်။အဲ့တော့ဖရာတရားတန်ခါရှရဏသုံးပါးကိုတို့တွေပူဇော်ရတယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ဖြစ်ပြီးတော့အနာတဝိန်တထေကဲ့သို့စိတ်ထားနိုင်မယ်ဆိုရင်ဩစိတ်ဓာတ်တူကြည်လို့ရှိရင်ကုသကမှုကရောနေတယ်လို့မရှိဘူး။ဒါဆိုဘုရားကနာရဝိန်တိကိုဟောတာရှိတယ် လှူတဲ့အလှူကအဲဒါအဓိကမဟုတ်ဘူးညားတာလည်းအဓိကမဟုတ်ဘူးကောင်းတာလည်းအဓိကမဟုတ်ဘူးညံတာလည်းအဓိကမဟုတ်ဘူးအဓိကကဘာလို့လဲကိုယ့်ရဲ့စိတ်ဓာတ်မြင့်မြတ်ဖို့ပဲနော်လှူတဲ့တန်းနဲ့ဆိုတဲ့ကမှာကိုယ့်ရဲ့ရည်စူးချက်ဥတည်ချက်လှူအောင်တန်းဖို့တန်းဖို့ရှိရှိဖြစ်ဖို့အဲ့တော့အဓိကအချက်ကလေးကိုပြောပြမယ်။ကျောင်းတကကျောင်းမာရီဖခင်ကဖခင်မာရီအာယုဆိုင်ပြီးတော့ချီ နော်ငါတို့ဒီကနေ့ကုန်ချလိုက်တဲ့အလှူဒါနအားလုံးဟာဖေရတဲ့အတန်ခါရဏသုံးပါးကို ပူဇော်တာဖြစ်တယ်ဒါတခုသက်ကိသန္ဒနာဒေတိတလီတစားခန္ဓာကြည့်တဲ့ဆိုပြုလို့ပြီးတော့လှူတယ်စိတ်တိကတောဟာဒေတာနံဒေတိဖေရတဲ့အတန်ခါရဏသုံးပါးကိုပူဇော်လို့တဲ့အနေနဲ့လှူတာဖြစ်တယ်အာဂမနာဒေတိကိုဒါနံဒေတိ ဒီလူတွေဟာဘယ်နည်းနဲ့မဆိုကောင်းကျိုးချမ်းသာတွေကိုဆောင်ရွက်လာမှာဖြစ်တယ်ဆိုတဲ့အသိဉာဏ်နဲ့လူတာဖြစ်တယ်သာဟတာသာနာဒိဋ္ဌိကိုယ်တိုင်ပါဝင်ပြီးတော့လောက်ကြတာဖြစ်တယ်ဆိုပြီးတော့ကိုလူတဲ့ပစ္စည်းဟာလည်းပဲတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုအသုံးချပြီးလူတာဖြစ်တယ်ဆိုအဲ့ဒီအချက်တွေနဲ့ညီပြီးအတွက်ကြောင့်ကိုလုံးတဲ့ဌာနသည်အကောင်းဆုံးဌာနဖြစ်တယ်လို့ စိတ်ထဲမှာဝမ်းသာချီးမြှုပ်ပြီးတော့ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း